ကျမရဲ့ပြည်သက်ကြီးကိုအခုပြောပြခြင်းနဲ့တရင်ရတော့ဒီစစ်ကောင်းဆောင်ကိုအလိုမရှိတဲ့အကြောင်းကိုဆန္ဒပြတယ်ထိုင်းလူမျိုးတွေနဲ့ထိုင်းမျိုးသားရေးလှုပ်ရှားသူတွေကြားမှာပြဿနာဖြစ်နေတဲ့အကြောင်းပဲဖြစ်ပါတယ်စစ်ကောင်းကြီးကောင်းဆောင်မင်းအောင်လှိုင်ကိုအလိုမရှိတဲ့အကြောင်းကိုထိုင်းလူမျိုးတွေကဆန္ဒပြပွဲပြုလုပ်ခဲ့ပြီးတော့ဒီဆန္ဒပြပွဲကိုထိုင်းမျိုးသားရေးလှုပ်ရှားသူတွေကလာရောက်ဟန်တာတဲ့အတွက်ကြောင့်မလို့ရုံရင်းဆိုင်ကဖြစ်ပြီးတော့ပြဿနာဖြစ်ပွားခဲ့တဲ့အကြောင်းကိုထိုင်းတင်းဌာနတွေရဲ့ဖော်ပြချက်အရာသိရပါတယ်ဒီကနေ့ဧပြီလ9ရက်နေ့မနက်09:45မိနစ်ချိန်မှာဘန်ကောက်မြို့မှာရှိတဲ့ကုလသမ မက UN ရုံးရှိမှာထိုင်းလူမျိုးအသင်းအဖွဲ့တစ်ခုဖြစ်တဲ့ Bright Future အဖွဲ့ဟာအနောက်ရောက်ရှဲအင်ဂျင်ကြီးဝစ်ဆင်ပြီးတော့မြန်မာနိုင်ငံသား6000ကျော်ကိုဒီပေါ်တော့ငလင်ပြီးအန်နီရာနေပြီးတော့မကယ်ဘဲနဲ့အသက်တည်ဆုံးအောင်ထားခဲ့စစ်ကောင်စီရဲ့ခေါင်းဆောင်ပေါ့နော်မင်းအောင်လှိုင်ကိုဒီထိုင်းနိုင်ငံကိုဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးတော့ကန့်ကွက်ခဲ့ခြင်းပဲဖြစ်ပါတယ် ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဒီဘင်းစတက်အစည်းအဝေးကိုစစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကနေပြီးတော့ဧပြီလ3ရက်နေ့နဲ့ဧပြီလ4ရက်နေ့တို့မှာတက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Bright Future အဖွဲ့ကနေပြီးတော့စစ်ခေါင်းဆောင်ကိုမောင်းထုတ်ဖို့အတွက်ကြွေးကြော်မှုများပြုလုပ်ခဲ့ကြရပဲဖြစ်ပါတယ်။ဒီဆန္ဒပြမှုကိုထိုင်းအမျိုးသားရေးလှုပ်ရှားရေးအဖွဲ့ဖြစ်တဲ့ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီကလူတချို့ကစစ်ခေါင်းဆောင်ကိုဆန္ဒပြသူတွေကိုရန်ရှာမှုများကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုမျိုးရုံးရင်းဆန်ခက်ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့်မလို့ထိုင်းရဲတပ်ဖွဲ့ကနေပြီးတော့ Bright Future အဖွဲ့ကပေါ့နော်ဒီလူတယောက်ကိုဘေကင်းရာကိုခေါ်ဆောင်ပေးခဲ့ပါတယ်။လက်ရှိမှာတော့ထိုင်းနိုင်ငံဆန္ဒပြပွဲတွေမှာပါဝင်နေတဲ့မြန်မာတွေအနေ နဲ့တိုက်ခိုက်ခံရမှုတွေကြုံတွေ့နိုင်ရဲ့နိုင်တဲ့အတွက်ကြောင့်မလို့ကယူဆိုင်ဖို့လည်းမှာကျင်ပါတယ်။ဒါအပြင်ပေါ့နော်။အဲမနေ့ကဧပြီလ၄ရက်နေ့ကလည်းဘန်ကောက်မြို့မှာကျင်းပါတယ်။ဘင်းစတထိပ်တီးအစည်းအဝေးကိုဒီတက်ရောက်လာတဲ့စစ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းတက္ကသိုလ်ကျောင်းသားတအူးကတကူတော်ဆန္ဒပြခဲ့ပါသေးတယ်။ဒီခေါင်းဆောင်ကိုတော့ပေါ့နော်။ဒီတကူတော်ဆန္ဒပြခဲ့တဲ့ကောင်လေးကိုတော့ပြန်လှုပ်ပေးလိုက်တယ်လို့သိရပါပါတယ်ရှင်။ ။ထပ်ပြီးတော့ပြောပြခြင်းတဲ့တင်ရတော့အဲအားလုံးလည်းသိကြပါပါ။ဒီပေါ်တော့ဘူတန်ကပေါ်တော့မင်းအောင်လိုက်နဲ့တွဲပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံကိုဒီဖြုတ်ချလိုက်တဲ့တင်ပေါ်တော့ဒီကန့်က ဝေဖန်မှုတွေဖြစ်လာပြီးတဲ့နောက်ပိုင်းမှာဘူတန်နိုင်ငံရဲ့ဝင်ကြီးချုပ်ကနေပြီးတော့အကြံဖက်စစ်ကောင်ဆောင်မရောက်နိုင်တဲ့တွေ့ဆုံတဲ့တဲ့င်းကိုဖျောက်ချခဲ့ပါတယ်။ဘူတန်နိုင်ငံဝင်ကြီးချုပ်ကဘန်ကောက်မြို့မှာဘင်စတက်အစည်းအဝေးတက်ရောက်နေတဲ့အချိန်မှာအကြံဖက်စစ်ကောင်ဆောင်မရောက်နိုင်တဲ့တွေ့ဆုံဆွေးနွေးခဲ့ရဆိုတဲ့တဲ့င်းကိုတင်ထားခဲ့တဲ့အချိန်မှာဒီကွန်မန့်ဒီမှာကံကွက်ဝေဖန်မှုတွေရှိနေတဲ့အတွက်ကြောင့်မလို့ပြန်လည်ဖျောက်ချသွားတာပဲဖြစ်ပါတယ်။ ဘူတန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကဒီ Facebook မှာပေါ့နော် Bimstep အစည်းအဝေးကိုတက်ရောက်လာတဲ့နိုင်ငံနေရဲ့နိုင်ငံကောင်ဆောင်နေတဲ့တွေ့ဆုံတဲ့တဲ့တင်ကိုဖော်ပြထားဆဲဖြစ်ပေမဲ့ဒီပေါ့နော်ကျမတို့ရဲ့စစ်ကောင်စီရဲ့ခေါင်းဆောင်ပူဇော်မှုကြီးမင်းအောင်လှိုင်နဲ့ပုံကိုတော့ဖြုတ်ချခဲ့ရပဲဖြစ်ပါတယ်။စစ်စိုးရရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ဗန်ကောက်မြို့ရောက်ရှိနေတဲ့အချိန်မှာပဲ Bimstep အစည်းအဝေးကျင်းပရာရှန်ဂရီလာဟိုတယ်အနီးကတက်စင်တရားမှာဒီမင်းအောင်လှိုင်ကိုဆန့်ကျင်တဲ့ပိုစတာတွေချိတ်ဆွဲထားတာတွေနောက်မြန်မာတန်ရုံရှိမှာထိုင်းရောက်မြန်မာတွေနဲ့ထိုင်းနိုင်ငံသားတွေကကန့်ကွက်ကြောင်းဆန္ဒပြတာ ယ်။နောက်ထိုင်းတက္ကသိုလ်ကျောင်းသားတအူးကမင်းအောင်လိုက်နေထိုင်ရာဟိုတယ်ထဲဝင်ပြီးတော့ကန်ကွက်စင်တာပြတာတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။